25ဦးနဲ့နိုဝင်ဘာလ29ရက်ဒီနေ့စနေနေ့အတွက်ခொနည်းသားမီးအလုံးတို့အတွက် numerology လို့ခေါ်တဲ့ဂဏန်းပေရင်ဟောကင်ညာဆိုရင်တော့ဒီလိုနေ့မှာငွေကြေးကံအထူးကောင်းပါလိမ့်မယ်အာလက်ဆောင်ရတာမျိုးတွေတို့အခွင့်အရေးရတာမျိုးတွေတို့ကို့အတွက်စိတ်ချမ်းသာစရာသတင်းမျိုးတွေကြားရတတ်ပါတယ်နေရာထိုင်ခြင်းအပြောင်းအချွေမျိုးနဲ့စီစဉ်ရတတ်တယ်အလုံးနဲ့ပတ်သက်ပြီးတော့အစီအစဉ်သစ်တွေအခွင့်အသစ်တွေပေါ်ပေါက်တတ်ပါတယ်အယောင်းဝယ်ကိစ္စတွေစကားပြောဆိုရတဲ့ကိစ္စတွေ ညှိနှိုင်းတိုင်ပင်ရတဲ့ကိစ္စတွေအတွက် အောင်မြင်သွားပါလိမ့်မယ်။ကိုယ့်ရဲ့ရည်ရွယ်ချက်တွေအောင်မြင်ဖို့လိုအတွက်အခွင့်အကောင်းတွေရဖို့လိုအတွက်ဆိုရင်တော့ဒီလိုနေ့မှမနဲ့စောစောမှမျက်နှာတက်တဲ့အခါမျက်နှာတက်တဲ့ညီတဲ့ကိုတပြေညွန့်လေးတညွန့်ထက်ပြီးမျက်နှာတက်လိုက်ခြင်းအပြင်ဒီနေ့ဒါလုံးကံခွင့်ကောင်းတွေပေါ်နေပါလိမ့်မယ်။ဒီနေ့မှပညာသင်ကြားခြင်းကိစ္စများအတွက်ကံထူးကောင်းဖို့လိုအတွက်ကတော့မနဲ့စောစောမှထမင်းပေါ်ကိုပြားရည်ဆမ်းပြီးပြားရည်စွန်ပြီးမျက်စောပြားရှင်ကိုလှူဒါန်းလိုက်ပါခင်ဗျာ။ ဤသို့သောနေဖွားမြေမှာမဟာဗုဒ္ဓရေနိယစနေနေ့ဘွားအထွန်းဘွားဇာတာရှင်တွေဖြစ်ကြပါတယ်ထွန်းပေါအောင်မြင်ချမ်းသာပါလိမ့်မယ်ဒီနေ့မှာမွေးနေ့ရှင်တွေအတွက်ကုသိုလ်ရေတွေကတော့ခောက်ဆွဲကြော်မြတ်စွာဘုရားရှင်ကလူချင်းရဟန်းတန်ခါလောက်လူချင်းနဲ့အပရိသတ်တို့ကိုဒါနပြုလိုက်ပါအကျိုးပေးစုံမကနန်းကတော့တက်ကနန်းကိုးကနန်းဖြစ်ပြီးတော့ငွေကန်ကောင်းမှုလို့အတွက်ဆိုရင်တော့နီးကျတဲ့ကလေးတရားကိုရေခဲမုတ်လက်ဆောင်ပေးလိုက်ပါခင်ဗျာနေရောင်ကောင်းမှုလို့အတွက်ကတော့ဆိုင်ရှိကိုမျက်နှာတက်တဲ့မူပြီးဒီနေ့မှာအားဖြည့်အချွေတစ်မျိုးတောင်းရင် ဈေးအောင်ကောင်းမှုအတွက်ဆူတောင်းလိုက်ပါခင်ဗျာအမှုအခင်းကြုံနေတဲ့သူတွေရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုတားတိုက်စိတ်မှုမှရေးပြီးသီလရှင်ကိုလှူလိုက်ပါခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူတွေအတွက်ဓာတ်ဆာကတော့ဒီနေ့မှရဲရုံသည်သို့မဟုတ်လိန်မော်ရေးအနှဲငယ်စတိစပြီးတော့တောက်ပြီးတော့ကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ကြပါခင်ဗျာအိမ်တော်ရဲ့ချီးမေတ္တာရေးကိစ္စတွေတော့စိုးရိမ်နေရမှရှိပေမဲ့အေးအေးချမ်းသာသာရရှိဖို့လို့အတွက်ကတော့ ညာဘက်မှာအေးဖြော်ရင်မြတ်စွာဘုရားရှင်ကိုဆက်ကပ်လိုက်ကြပါခင်ဗျာ